အားလုံးမင်္ဂလာပါဆော့ကဟောရဲ့ Fantasy Premier League ကဏ္ဍလေးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီမှာတော့ကျွန်တော်တို့ပုံမှန်နေဆက်ပေးနေရဖြစ်တဲ့ညီလေးပြဖြူနဲ့တူဒီစီစဉ်ကိုတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အစီအစဉ်လေးမှာစတင်ပြီးကျွန်တော်တို့ရဲ့ဒီ Soccer Hawk Fantasy Premier League ရဲ့ standing ဇာတ်လမ်းကိုကျွန်တော်အရင်ဆုံးဒါဟိုပြောပြပေးခြင်းပါတယ်နောက်ထိပ်ဆုံးမှာတော့ဒါကောင်းလင်းထက်ဆိုတဲ့ဒီ brother တော့ဗောနော်ဒီ824မှတ်နဲ့ထိပ်ဆုံးမှာဦးဆောင်နေပြီးတော့ဒုတိယနေရာမှာတော့ဒီ99 T ဆိုတဲ့ brother 833မှတ်နဲ့ဒုတိယနေရာမှာဦးဆောင်နေတယ်တတိယနေရာမှာတော့ H2A blue ဆိုတဲ့ brother တော့ဒါ102မှတ်နဲ့ဒါတတိယနေရာမှာဥဆောင်နေပေါ့လေအဲ့တော့ဒီပထမနေရာနဲ့ဒုတိယနေရာတော့ရမှန်အပြောင်းတော့ဒါ71မှတ်သာကွာတဲ့အတွက်ဒီအခုလာမဲ့ဟိုရက်သက်ရက်နေမှာဟိုဘယ်လောက်ထိအမှတ်ဒီဟိုပိုကောင်းအောင်လုပ်မလဲဆိုတော့ဒါ game design နဲ့ဟိုဟိုကစားပေးဖို့တော့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်အဲ့တော့ကျွန်တော်အစီအစဉ်လေးကိုစလိုက်ပါမယ်ဟုတ်ကဲ့ပါညီလေးမင်္ဂလာပါဟုတ်မင်္ဂလာပါကိုအကောဒီတမတ်မှာတော့ဒီနောက်ဆုံးစွန့်နေကြဖြစ်တဲ့အရာတစ်ခုပေါ့လေအဲ့ဒါကတော့ဒီ captain နဲ့ပတ်သက်ပြီးတော့ပေါ့ ဒီတပတ်မှာတော့အဲ့အရာနဲ့ပတ်သက်ပြီးတော့အရင်ဆုံးဆွေးနွေးကြပါမယ်အဲ့ဒါတော့ဗာလဲဆိုတော့ဒီတပတ်ဂွမီ30မှာပေါ့လေဘက်ချစ်တင်ဟိုအတုံးဟိုအတုံးပြောင်းရင်အဲ့တဲ့တော်လုံးပဲပေါ့ဥပမာပြောချင်တာကတော့ဒီ free hit နဲ့ဒီ travel captain ပေါ့လေဘာလို့လဲဆိုတော့ဒီဘက်မှာကအမ် travel captain သုံးမဲ့အဲ့ဒီအကြိုက်ကြီးရလေများရဲဆိုတော့အဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဒါညီလေးမြင်လေးစပြီးတော့ပြောပြပေးပါဦး။ဟုတ်ဒီအပတ်တော့ဆိုရင်ဒါချက်ကနှစ်ခုသုံးလို့ရပါဘောနော်။ဟုတ်ကဲ့။ဟိုထွက်ဘက်ကပတိန်ချက်နဲ့ဖရီဟစ်ချက်နဲ့ အထူးသဖြင့်ဒီ chip နှစ်ခုလုံးကိုလက်ဝယ်ကြိုက်ထားတဲ့ဂျာကြီးတွေခုချိန်ရှိခုချိန်ဒီရှိသေးရင်တော့ဒီ game မှာတခုတော့သုံးသိမ်းတယ်လို့ကျွန်တော်ထင်တယ်ဗျဟုတ်ကဲ့ပါဟိုကျွန်တော်ကတော့ trade game ကိုပို့ပြီးတော့အပေးတယ်ဗျဘာလို့လဲဆိုတော့ Man City က90ဆက်ရှုံးထားရယ်90ဆက်ရှုံးအနေပြန်လာတက်ပြီပေါ့နော်ပြီးရင်တွေ့တွေ့မှာလည်း Liverpool United ဟုတ်ကဲ့အဲ Liverpool United တက်မှာလည်းဒီ Ando Stat တို့ဒီ Long Stat တို့လို့အဓိကထောက်တိုင်ကစားသမားတွေမပါနိုင်ဘူးလို့ ဟုတ်ကဲ့ဟိုတရင်ကြရဲအဲ့အဲ့အတွက်ပြီးရင်အီဒီယားဘာဆိုရင်ဟာလန်ကဂိုးပို့သွင်းလေးရှိရဗျာဟုတ်ကဲ့ပါအဲအဲ့တော့ကျွန်တော်တော့ထွက်ပဲကပတိန်ကိုပို့ပြီးတော့အားပေးပါလဲကိုဟုတ်ဟုတ်ကဲ့ပါတကယ်တော့ဒီ Fantasy Premier League ဆိုတာလဲဒီ game ဆိုတာလဲဒီအာဖရိကပြိုင်ပွဲလဲဒီနှစ်မှာလာရှိနေပေါ့လေအဲ့တော့အာဖရိကပြိုင်ပွဲလဲနီးလာပြီဆိုတော့ဒီ Fantasy Premier League ဂျာကြီးတွေအတွက်အမှန်တမ်းပြောမယ်ဆိုတော့အရှုပ်ထွေးသောကာလာတွေရောက်လာပြီပေါ့ဟိုရောက်လာတယ်လို့ဒါဆိုရမှာပေါ့လေအဲ့တော့ ဟိဘာတွေပြင်ဆင်ထားတယ်လဲအထူးသဖြင့်ဆိုလိုတာကအဲကျွန်တော်တို့ဒီဒီအာဖရိကဖလားအတွက်ပေါ့လေဒီစီလွှင့်အောင်မယ်ကစားသမားတွေမှာတကယ်ဒီ FP ရဲ့ဂျာကြီးတွေအတွက်အများဆုံးပိုင်ဆိုင်လာတဲ့ကစားသမားတွေဖြစ်တဲ့ဟိုဒီ Crystal Palace ကစားတို့နောက်ပြီး Everton ကအာ Andiari လို့နောက်ပြီး Manchester United က Ambumo တို့နောက်ပြီး Liverpool က Mo Salah လို့ကစားကစားသမားတွေပေါ့လေတကယ်ဟိုအရေးသွေးကောင်းတဲ့ကစားသမားတွေပါနေရဆိုတော့ဒီကစားသမားတွေနေရာမှာ ။ဘယ်ကစားသမားတွေကူတွေကအစားထုတ်ဖို့စဉ်းစားထားတဲ့လေ။ဥမာဒါညီလေးအမြင်ပေါ့လေ။ဒါနှစ်ယောက်လောက်တော့ဒါယူချက်ပြီးပါအောင်။ဟုတ်ဒီအာဖရိကဖလာပွဲစဉ်တွေအတွက်ကစားသမားစီလို့ရမှာဂိမ်းဝီ60လောက်ဖြစ်မယ်ဗျာနော်။ဟုတ်ကဲ့။ဟိုအန်ဘူမိုတို့ဒီစားတို့ကစားသမားတွေကဒီ TSP ပါဆယ်လဲမြင့်တယ်ပေါ့။အဲ့တော့အတင်းတိုင်းမှာလဲအတင်းတော်တော်များများမှလည်းပါနေကြပါတော့အဲ့တော့သူတို့နေရာကိုအစားထိုးဖို့လူကတော့တေချာပေါ့ခုကနေက wash list ထဲထည့်ထားတင်တာပေါ့နော်အခုပြောတဲ့ဒီကစားသမားတွေကအဲကြည့်လိုက်တော့ကျတော့ ဟိုကိုယ်လည်းကစားသမားတွေရဖြစ်နေရပါတော့ဟုတ်ပါတယ်ပြီးတော့လက်ရှိမှာလက်ရှိကွင်းလည်းမှာခြေစွမ်းပြနေကစားသမားတွေကျွန်တော်အင်ပြောချင်ပါတယ်အဘသူတွေလဲဆိုတော့ဒီအာဆင်နယ်ရဲ့ဒီဂလန်ရိုက်တို့ဗိုက်တန်မင်တက်တို့ပြီးရင်နျူကာဆယ်ရဲ့ဘူနိုကူမာရီဘူနိုကူမာရီပြီးရင်ချက်ဆီရဲ့အန်ဆိုဖာလာတက်ဟုတ်ကဲ့အဲအဲ့ဒီ၄ယောက်ကိုတော့ဒီဝက်ရှ်လစ်ထဲထည့်ထားဖို့ကျွန်တော်အကြံပြုချင်တယ်ဗျာကို ဟုတ်ကဲ့ပါတကယ်တော့ဒီကစားသမားတွေပေါ့လေဒီဒီအာဖရိကဖလားဘွဲဆီလုံးကကစားသမားတွေမှာဒီစားတို့ဟိုအန်ဒီယာရီတို့ဒီအမ်မူမူဒီဆာလာတို့နေမှာတကယ်တော့ဒီဒီကစားသမားတွေမရှိတော့ဘူးဆိုရင်ဒါဖန်နစီပီယံလေးမှာယူချက်ကစားကစားသမားတော့အများကြီးတော့တိတ်မကြံဘူးပေါ့လေဒါပေမဲ့ဒီတစ်ခါမှဖောင်ကောင်းတဲ့ကစားသမားတွေကိုရွေးရမယ်ဖီရှာကောင်းတဲ့ကစားသမားတွေကိုရွေးရမယ်ဆိုရင်တော့လက်ရှိမှာတော့ဒီ brighton ကပေါ့လေဒီတိုက်စစ်ကစားသမားဒီ mintek ကတော့အကောင်းဆုံးဖြစ်နေတယ်ပေါ့လေဘာလို့အကောင်းဆုံးဖြစ်နေလဲလို့ပြောရရင်ဆိုတော့ ဒီကစားသမားက Brighton ရဲ့တိုက်စစ်မှာအဓိက playmaker လည်းဖြစ်တယ်။နောက်ပြီးတော့သူ့ရဲ့ဆက်ဆောင်ရေးကြီးလိုက်မယ်ဆိုရင်လည်းဒီရာသီမှာ twin goal တကောပဲရှိပေမဲ့သူ့ရဲ့ goal ဖန်တီးမှုက9ချိန်လောက်ရှိထားတယ်။အဲ့တော့ဒီကစားသမားကလက်ရှိ Brighton မှာလက်ရှိဟိုဘယ်လိုပြောမလဲကျွန်တော်ပြီးခဲ့ရာသီကအရင်အရေးပါတဲ့မီတိုမာထက်တော်မှာဒီရာသီမှာပို့ပြီးတော့ဟိုအရင်အရေးပါတဲ့ကစားသမားဟုတ်ကဲ့နော်အရေးပါတဲ့ကစားသမားဖြစ်နေဆိုတော့ main deck ကတော့မနိုင်ပြောမယ်ဆိုတော့ဒါရွေးချယ်တင်းဆုံးကစားသမားဖြစ်နေတယ်ပေါ့လေတကယ်တော့လည်း main deck ကအာဖရိကကစားသမားဆိုပေမဲ့သူ့ရဲ့နိုင်ငံအသင်းက ချစ်စပွဲမအောင်တဲ့အတွက်ဒါသူဟိုကန်ကောင်းထောက်မှသွားတဲ့ဘရိဘရိုင်တန်တော့မေးတန်နဲ့တူတူဟိုဖြစ်မှာပေါ့လေအဲ့တော့အဲနောက်တစ်ခုမေးမေးချင်တာကဒီဒီဟာဒီမှာပေါ့လေနိဗျာသိက်ကိုစီနဲ့ပြန်ပြီးတော့ဖောင်မိလာတဲ့အသင်းအသင်းရှိရပေါ့အဲ့ဒါတော့ဝဟန်နဲ့ forest ပေါ့လေလက်ရှိဒီမှာတော့ဒါဝဟန်ကလည်းအကောင်းဆုံးပုံစံပြန်ရနေတဲ့နူနူဆန်တို့လက်ထက်မှာအဲ့တော့ forest ကလည်းနိဗျရှောင်းတိုင်းနဲ့အတူဒါနောက်ဆုံး၅ဘွဲ့ဆက်ဒါမရှုံးထားဘူးပေါ့လေဒါပြီးခဲ့တဲ့ဒီ유로바리မှာလည်းသူတို့နိုင်ထားတယ်ပေါ့လေအဲ့တော့အဲ့တော့ဒီနှစ်သင်းက ကစားသမားတွေကိုပြောင်းဝင်တဲ့ပြောင်းဝယ်တင့်ပြီလားဒါမှမဟုတ်အဲဘယ်ကစားသမားတွေကိုဟိုဘယ်လိုပြောမလဲမျက်စိပြဟိုမျက်စိကြတဲ့ဖြစ်နေလဲပေါ့လေအဲ့တော့အဲ့အဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဒါညီလေးအမြင်လေးပြောပြပါအောင်ဆက်ပြီးတော့ဟုတ်အကိုပြောတာအမှန်ပါလေဒီ Watson Hall Forest ရောကပြောရရင်ဒီလမ်းကြောင်းမှန်ပေါ်ပြန်ရောက်ပြီလို့ပြောလို့ရရပေါ့နော်သူတို့ကစားပုံရရောဒီရလက်ရရောမဆိုးဘူးပေါ့နော်ကျွန်တော်ကတော့ Watson Hall ဆိုင်အင်း Forest ကကစားသမားတွေကို FPN အတွက်ပို့ပြီးတော့ နော်မျက်စိတွေ့တယ်ဗျဟုတ်ကဲ့ဟိုဘယ်သူကြီးလဲဆိုတော့ဒီ follower ကဆိုရင်ဒီ Anderson Elio Anderson ရှိမယ်ပြီးရင် Give White တို့ဟုတ်ကဲ့အဲပြီးရင်နောက်အခန်းစစ်ကဆိုရင်မူရီလိုမူရီလိုဆိုလို့ရှိရင်လီဗာပူးနဲ့ပွဲမှာဆိုတော်တော်ခြေစွမ်းပြသွားတယ်ဟုတ်ကဲ့ပါအဲအဲ့၃ယောက်ပေါ့ follower ကဆိုဝါဆန်ကဆိုရင်တော့ကျွန်တော်ဘဝင်းတယောက်လောက်ပဲလောက်လောက်လာလာတွေ့ရပေါ့နော်ကျွန်တော်ရွေးဖြစ်မယ်ဆိုရင်တော့ follower ကရွေးဖြစ်ဖို့များပါလေကိုဟုတ်ကဲ့ ဖောရက်ကတကယ်တော့ဒီကစားသမားတွေရလဲညီလေးပြောတဲ့ကစားသမားရလဲအမှန်တမ်းပြောမယ်ဆိုတော့ရွေးချယ်စရာအတင်းဆုံးကစားသမားဒါပေမဲ့ခုနောက်ပိုင်းမှာနည်းနည်းလေး attacking return ပုံမှန်ပြန်ရနေတဲ့ Morgan Gregory ကတော့ဒါအကောင်းဆုံးပဲလို့တော့ option တစ်ခုနေတော့အကိုကတော့မြင်နေပေါ့လေအဲ့တော့ဒီ Central Midfield ကစားသမားဆွစ်စစ်တွေမှာလက်ရှိမှာ form မိနေတဲ့ကစားသမားနှစ်ဦးရှိတယ်အဲ့ဒါအထူးအထူးချင်းချပေါ့လေအဲ့ဒါဘယ်သူလဲဆိုတော့ဒါ Newcastle ကကိုယ့်နဲ့ကစားသမားဒါ Bruno Bruno Guimaraes နဲ့ဒါဟို Chelsea က Enzo Fernandez ပေါ့လေဒီကစားသမားနှစ်ဦးက ဟိုအခုဆိုလို့ရှိရင်ဒါဘသူ့ကိုဟိုရွေးရမလဲဆိုတော့ရွေးရခက်နေပါလေ။ဘာလို့လဲဆိုတော့ဒီကားမနှုတ်ရဲ့အခုခုလက်ရှိအချိန်မှာဒါပွဲနဲ့ဆက်နေပြီးတဲ့အချိန်မှာသူတို့ရရတဲ့ point တွေကလည်းတူတယ်လို့ twin goal တွေကလည်း goal man တွေမျိုးလားတိတ်မကွာဘူးဆိုတော့ဒီနှုတ်တွေကရောဒါညီလေးနေနဲ့ဒါဘသူ့ကိုပို့ပြီးတော့သဘောကျလဲဆိုတော့ဒါဆက်ပြီးတော့သုံးသပ်သုံးသပ်ပေးပါအောင်။ဟုတ်ဒါကတော့ဇီဒန်တူတဲ့နှစ်ယောက်ပေါ့လေကို။ဟုတ်ကဲ့ကျွန်တော်ကတော့နှစ်ယောက်စလုံးကိုသဘောကျပါတယ်ဟို6.6နဲ့6.7 million ဆိုတော့ နှစ်ယောက်လုံးကိုအတင်းနဲ့ထည့်ထားလို့လည်းဆင်ပြေဗျာဒါပေမဲ့နှစ်ယောက်တစ်ယောက်တယောက်ရွေးမယ်ဆိုရင်တော့ကျွန်တော်အန်ဆိုရွေးချင်တယ်ကိုဟုတ်ကဲ့ပါဘာလဲဘာလို့လဲဆိုတော့ तू ကဆရမီဖီတာတယောက်ဆိုပေမဲ့အဲပြီးခဲ့တဲ့ဘွယ်ဘာစီကို3စီးနဲ့နိုင်တဲ့ဘွယ်မှာ तू ကဟို second striker လို့ကစားသွားတာဟုတ်ကဲ့အဲပြီး chess creation လည်းအများကြီးလုံးနိုင်တယ်ပြီးရင် तू က penalty တိတ်ကလည်းဖြစ်တယ်ဗျာအခုပယ်မှာမရှိတော့ तू က penalty တိတ်ကဖြစ်တယ်ဟုတ်ကဲ့အဲအဲ့အတွက်ကြောင့်ဟို Bruno Guimaraes လည်းကောင်းပါတယ်ဒါပေမဲ့နှစ်ယောက်တစ်ယောက်တယောက်ဆိုရင်တော့ ကျွန်တော်ချက်စီးပိတ်တဲ့ဖြစ်တယ်ဆိုတော့အဲဆိုပို့ပြီးလေးတာမိရပါဘူးဟုတ်ကဲ့ပါတကယ်တော့ဘရူနိုကူမာရင်းကဟိုသူလည်းကောင်းပါတယ်ဒါပေမဲ့သူကျတော့နည်းနည်းလေးကိုင်းနေမှာနည်းနည်းလေးဗတ်ဆိုင်ရတာတွေများတော့အဝါကက်တွေပါတွေကတော့အမြင်နဲ့လူလူရတ်တက်တယ်ဆိုတော့ဟိုအန်ဇိုကတော့လက်ရှိမှာတော့ဒီ FB ရဲ့ဂျာကြီးတွေမျက်စိကျနေတယ်ဟုတ်ကဲ့ကတော့အန်ဇိုကပိုကောင်းမှာဟုတ်ပါဟုတ်ပါဟုတ်ကဲ့ဟုတ်ကဲ့ပါတကယ်တော့ဟိုနောက်ဆုံးအခုလက်ရှိဒီရုံးကန်နေရတဲ့လီဗာပူးအသင်းနဲ့ပတ်သက်ပြီးတော့ဗောလေဒီမေကုံးလေးလည်းမေးချင်နေတာပါဘာလို့လဲဆိုတော့ဒီ fantasy ဟို fantasy ပိတ်သက်တာ fantasy ဂျာကြီးတွေအတွက်ကတော့ဒီ ဟိုလဘဘူးနဲ့ပတ်သက်ပြီးတော့လဲပြောစင်တရားလဲဘာကြီးလဲဆိုတော့အခုလက်ရှိမှာလဘဘူးက feature ရချောင်းနေရပေါ့လေဒါပေမဲ့လက်ရှိမှာဆွမ်းဆောင်ရတော့0ဖြစ်နေတာပေါ့အဲ့တော့ဒီလဘဘူးကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဘလို့အကြံပေးခြင်းနဲ့ဟိုလက်ရှိဝင်ရမှာပဲဖြစ်ဖြစ်ဟို keep ထားရမှာပဲဖြစ်ဖြစ်ပေါ့လေဟုတ်ကဲ့ Liverpool ကတော်တော်ကစိုးဆိုင်နေတဲ့ကာလလို့ပြောရမှာပေါ့နော်ဟုတ်ကဲ့ပါသူနဲ့ပတ်သက်ပြီးတော့ performance ကဘာပြောလို့ပြောရမှာမသိဘူး ဟုတ်ပါဘူးကျွန်တော်တို့ပြီးရဲ့ဘက်ကမှဘန်လိုက်ကိုခေါ်လိုက်တာအခုကတော့နည်းနည်းနောက်တော့ရချင်းတို့ဖြစ်နေရပါတော့ဟုတ်ကဲ့ပါသူတို့ပြန်လာမှာပါဟုတ်ကဲ့ပြန်လာပါပြန်လာမှာဟုတ်ဒီခုလေးခုစာလောက်ကတော့စောက်ကြည့်တင်တယ်လို့ထင်ပါတယ်ဟိုကြက်ကက်မယ်ဆိုရင်လည်းအတူတူကက်ကြပါဘောနော်ဟုတ်ပါပြီဟိုအဲ့ဒါဆိုဒါလေဘဘူးကသားသမားတွေကတော့ပြန်လာနိုင်မလားပြန်လာမလားပြန်လာပြန်မလာနိုင်ဦးလားဆိုတော့ဒါအာနီစပေါ့မှာအပေါ်မှာပဲမူတည်တာဗောလေဘာလို့ဆိုတော့လေဘဘူးကလက်ရှိချိန်မှာတော်တော်လေးဟို ဓိကတော့ခြေစွမ်းရမဟုတ်ဘူးဓိကသူကစားသမားတွေရုံကြည်မှုရပါအရန်ကြာဆင်းနေတာပေါ့လေအဲ့တော့အဲ့တော့ဒီနောင်မင်းကုန်းတစ်ခုနေရတော့ဒီဂိမ်းဝင်ဒီတတိတွေ့ပေါ့ဒီ transpire ပြုတ်လောက်ရမယ်ဆိုရင်ဒါဘယ်ကစားသမားတွေကိုအကြံပြုကျင်လဲအဲ့ဒါညီလေးဆက်ပြီးသုံးသပ်ပြီးပါဟုတ်ဒီတပတ်တော့တော့ကျွန်တော်ထူးထူးခြားခြားအတင်းတင်းနဲ့ပဲနှစ်ယောက်ခေါ်ကျင်တယ်ဟိုအကြံပြုကျင်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဘာလဲဆိုတော့ epila ရဲ့ medical cash နဲ့အာဒါ morgan roger ဟုတ်ကဲ့ဟုတ်ကဲ့ဒီရသီမှာ bila အစပိုင်းရုံးကန်ရတယ်ဆိုပေမဲ့အခုတော့နောက်ကျောင်းမှမပြောင်းရောက်ပြီလို့ပြောလို့ရရယ်ပြိုင်ပွဲဆုံးနောက်ဆုံး၄ဘက်ဆက်နိုင်ထားရယ်ပြီးရင်ပြီးမြလိမှာဆိုရင်ဒါအဆင့်လေးဗျာဟုတ်ကဲ့ဟိုရောဂျာဆိုလို့ရှိရင်ကိုသိချေပြတ်တွေ့တယ်ပြီးရင် assist တွေလည်းခက်မြမ်းများခက်စိတ်စိတ်လေးလှုပ်လာနိုင်ပြီပေါ့နော်အဲဒါမနစ်ကကျွန်တော်တို့မြင်တွေ့နေကြဖြစ်တဲ့ဘော်ကန်ရောဂျာပုံစံလို့ပြောလို့ရရပေါ့ဒီဘက်မှာတော့ဦးနဲ့တွေ့မှာဆိုတော့ဒီကစားသမားနှစ်ယောက်စီကဟိုအတက်ကင်းထရက်ရောပြီးတပတ်စစ်ပိုက်ရောဟိုရတဲရနိုင်မယ်လို့ ဟိုယူဆလို့ရပါလဲကိုဟုတ်ဟိုကိုဝင်းစစ်ကြိုက်ဖြစ်မဲ့ဒီဘတ်ဂျက်လည်းစစ်ဖြစ်မှာပေါ့နော်ကစားသမားလေးပြောပြပါအောင်ဂိဝီတာတီတွက်လေဟုတ်ကဲ့ပါဂိဝီတာတီတွက်ကတော့ဘတ်ဂျက်စစ်ဖြစ်မဲ့ကစားသမားဆိုတော့တော်တော်လေးလိုက်ရှာရတယ်ပေါ့လေဒါပေမဲ့တခုရှိတာကဒီ feature run ရအရန်ကောင်းနေတဲ့အသင်းတသင်းရှိရပေါ့လေအဲ့ဒါတော့ဒါ Man City အသင်းပေါ့အဲ့တော့ Man City အသင်းကဒီ defend အတွက်ကစားသမားတယောက်စဉ်းစားမယ်ဆိုလူတိုင်းကအခုချိန်မှာက ဒီမသိရနူးနဲ့နဲ့ဒါနီကိုအိုရိုင်းလေးကိုပဲ message ချမြန်ပါလို့ဒါပေမဲ့ဒီကစားသမားနှစ်ယောက်က rotation မိနိုင်တယ်ဘာလို့လဲဆိုတော့ဒိုနာရိုမာလောက်ပဲဟုတ်ကဲ့ဟိုဟာ rotation မမိဘူးဟုတ်ကဲ့အဲ့တော့ဒီကစားသမားနှစ်ယောက်ကလက်ရှိမှာအရင်ဟော့ဖြစ်နေတဲ့ကစားသမား rotation မိနိုင်တယ်နောက်ပြီးတော့ဟိုချန်ပီယံလိဟိုဥရောပပွဲတင်နေရှိတယ်ဂျာပွဲတွေလည်းရှိတယ်နောက်ပြီးတော့ဒါဒီစင်မှာပွဲချက်ကလာတော့မယ်အဲ့တော့ဘက်ကွာယူလာကဒီယာဒီမာကသူ့ရဲ့အသင်းရဲ့ line up ကို star stable line up လောက်ချင်တဲ့အရေးအကြောင်းတွေတွေ့နေရတာပေါ့လေအဲ့တော့လက်ရှိမှာက ဒီသူတို့ရဲ့ခံစားတမ်းကိုကြည့်လိုက်မှဆိုရင်တော့တည်ကြတဲ့ဂွာဒီโอလာမဖြစ်ပေရတယောက်ပဲရှိအဲ့ဒါကရူဘင်ဒီယက်ပဲရူဘင်ဒီယက်ကလက်ရှိမှာကအကောင်းဆုံးဒီမန်စီးတီးရဲ့ခံစားကိုအကောင်းဆုံးဦးဆောင်သူလည်းဖြစ်နေပေါ့လေဟိုပြောမှဆိုတော့ကဘာဒီယိုးတန်အောင်သူကမှပိုပြီးတော့တည်ကြသေးတယ်လိုင်းကတဏီယာသူကဘာလို့မတည်ကြအောင်ဟုတ်ကဲ့ကဘာဒီယောမတည်ကြအောင်ဆိုတော့ဘာဖြစ်လို့ဆိုတော့ကဘာဒီယောကြတော့နေတန်ကင်ရှိနေလို့အဲ့အတွက်ဒါရိုမီဒီယက်ကလက်ရှိမှာဒါဟိုဒီဖန်စစ်ကွန်ဒီဖူရှင်းကလည်းအများဆုံးရထားတဲ့ကစားသမားဖြစ်တယ် ဒီဟို Man City တင်းနေတယ်မှာပေါ့လေအဲ့တော့ဒီစပီသူတို့လည်းကောင်းတယ်နောက်ပြီးတော့ feature run အရာလည်း Man City တင်းကဟုတ်လာမဲ့ဖူဝမ်တို့ဆနာလန်းတို့ဒီလိုအသင်းတွေနဲ့တွေ့မှာဆိုတော့ဒါ Romania ကိုတော့ဒါ budget စစ်ဖြစ်မဲ့ကစားမပြည့်အကိုကတော့ဒီ concept တွေရွေးချယ်ခြင်းနဲ့ပေါ့လေအဲ့ဒါဟိုသူ့ရဲ့ဈေးတန်းကလည်းဒါ farm farm ပဲရှိတာဆိုတော့ဘာပြော feature run ရတော့လက်ရှိမှာရင်းနေတင်းလို့ကောင်းတဲ့ကစားသမားတယောက်လို့ကိုထင်တယ်နောက်တစ်ယောက်ကတော့ဒါကွင်းလေအတွက်အကိုက200လုံးရွေးပေးခြင်း200လောက်ရွေးပေးခြင်းတယ်ပေါ့လေအဲ့ဒါကတော့ဘာလဲဆိုတော့ဟိုမန်စီးတင်းရပဲဒါဒိုဂူပေါ့လေ တကူကဒီဟာဒီမှာဒါ Man City အသင်းအတီးပက်ကွာတွေယူလာရစစ်ချက်ကစားသမားဖြစ်နေရဒါကွင်းလေးကဟိုတိုက်စစ်မှာပေါ့လေဟုတ်ခြေစွမ်းလေးတော်တော်လေးပြလာတယ်သူ့ဟိုဟိုသူ့ကစားခြင်းနဲ့ဟန်အတိုင်းလဲဒါပက်ကွာယူလာပေးထားတယ်နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲ free free roll ဆက်ဆံပေါ့လေအဲ့လိုမျိုးသူ့ကစားတာတွေ့ရတယ်နောက်ပြီး open playing ကနေဒါ chance creation အများဆုံးကစားသမားလေးဖြစ်တယ်နောက်ပြီးတော့ Man City အသင်းရဲ့ဒါ midfield ကစားသမားတွေထဲမှာသူက fantasy premier league မှာ point အများဆုံးရှာပေးထားတဲ့ကစားသမားလေးဖြစ်တယ်အဲ့တော့လက်ရှိမှာတော့ဒီဟာဒီမှာတော့ဒီ ိုဘယ်လိုပြောမလဲ twin go တကုံးနဲ့ဂိုးပန်တွေကိုနှစ်ကြိမ်မဲရှိတယ်ဆိုပေမဲ့အဲသူ့ရဲ့ဒီမန်သီနီကစားသမားဖြစ်နေတဲ့ကာလာတစ်လျှောက်ကြည့်လို့ရှိရင်အိမ်ငွေးမှဆိုသူကပိုပြီးခြေသွမ်းပြတတ်တယ်အဲသူကအိမ်ငွေးမှဆိုလို့ရှိရင်ဒါ twin go ၅ဂိုးနဲ့ဖန်တီးမှု၁၅ကျင်တော်ရှိထားတာအဲ့ဒါဆိုတော့ဒိုကူကအခုလက်ရှိ feature run အရာတော့ဟိုအကောင်းဆုံးရွေးချယ်မှုလို့ဖြစ်လဟိုဖြစ်မဲ့ထင်လို့ differential လည်းဖြစ်မဲ့လို့ထင်တယ်ပေါ့လေအဲ့တော့နောက်တစ်ယောက်ကတော့ morgan roger ပေါ့ မောဂန်ရောဂျာကိုအခုလက်ရှိမှာဒါနည်းနည်းလေးဟိုဖန်တာစီဟိုဖန်တာစီပြီးမှမှာဒါကြိတ်ကျန်းနေအသင်းတွေမှာပါတာပေါ့လေအဲ့တော့လက်ရှိမှာလဲရောဂျာခြေစွဲပြန်ပြမဲ့ချိန်ကိုစောင့်နေဟုတ်ကဲ့အာလက်ရှိမှာဟိုသူကဒီဖန်တာစီပြီးမှမှာ point 50တိရှာပေးထားတယ်တွင်းကို3ကုန်းနဲ့ကွန်းနေအဆင့်တစ်ချိန်ရှိတယ်ပေါ့လေအဲ့တော့မောဂန်ရောဂျာအခုအခုလာမဲ့ဒီဘက်မှာလဲဒါဘန်လီနဲ့တွေ့မှာပေါ့ဘန်လီနဲ့တွေ့မှာဆိုတော့ဒီကစားသမားကိုလက်ရှိချိန်မှာဟိုရင်းနှီးတင်ထားရင်တော့အကောင်းဆုံးကစားသမားဖြစ်မယ်လို့တော့အခုထင်တယ်ပေါ့လေအဲ့တော့ ဒီ different jacket ကိုကျွန်တော်ညီလေးစဉ်းစားထားတာပါရှိလားအာဒီ pad တို့ကတော့မရှိပါဘူးဗျဟိုဘာလို့လဲဆိုတော့အဲ safe captain option เนาะဒီ pad ကဗျာဟို hard lens ပဲပေးကြပါဘူး ATC မလားရိုးရိုးဟို captain ပေးမလားဆိုတာပဲစဉ်းစားရတာဗောနော်အဲအဲ့တော့ different jacket ကိုတော့ဟိုပဲဖြည့်ပေးပါအောင်ဗျာဟုတ် different jacket ကတော့ညီလေးပြောလို့ပဲဗောတကယ်တော့ဟိုဒီဘက်မှာလူတိုင်းကတော့ hard lens ကိုပဲပေးကြမှာပဲလေဘာဖြစ်လို့ hard lens ကလုံးဝ safe captain လည်းဖြစ်နေတယ်နောက်ပြီးတော့သူ့ရဲ့ဒီ game week မှာက ီးယားလီဂိုးတရာပြင်မဲ့အနေထားလေးရလည်းရှိနေအောင်ဆိုတော့ဟာလည်းမပြီးကြပါပါဒါပေမဲ့ defender ကနေရွေးရမယ်ဆိုတော့ကောင်နှစ်ဦးပဲရှိရဲအဲ့ဒါပါလဲဆိုတော့အီဂေါ်တရာကိုနဲ့မော်ဂန်ရောဂျာပေါ့ဒီကောင်မှနှစ်ယောက်ပဲရှိတယ်ဘာလို့တော့တခြားနေရာကိုကြော်ပြီးစဉ်းစားလို့တော့မရဘူးဒါပေမဲ့အကောကတော့လက်ရှိမှာ found နည်းနည်းမိနေတဲ့ morgan roger ကိုဒါ defender ကနေနဲ့ဒါရွေးဖို့အကြံပြုနေတယ်ပေါ့လေအဲ့တော့ဟိုဘယ်လိုပြောမလဲ မော်ဂန်ရိုဂျာနဲ့အေဂေါ်တီယာကိုတည်းက defensive ကလှုပ်ချင်နေဆိုရင်ပေါ့လေဘာဖြစ်လို့ဆိုဟာလန်ကိုကြော်ပြီးတော့ဘယ်သူမှတော့လုံးမယ်တော့မထင်ဘူးပြဒီဟိုဒီဂိမ်းဝင်မှာဆိုတော့ဘာဖြစ်လို့ဆိုအဲ့တော့ဟိုဒီကလောင်းမနီယောက်တွေကဟိုဘသူ့ကိုစိတ်ကြိုက်ဟို defensive လှုပ်ချင်လဲဆိုတော့ဟိုဟာကိုယ့်အကူပဲဒါစဉ်းစားမှာပေါ့လေအဲ့တော့နောက်ဆုံးမင်းကုန်းအနေနဲ့ကတော့ဒီဒီဘက်မှာတော့ဘယ်ကစားသမားပောက်ကောင်ဖြစ်မလဲဆိုတာညီလေးဖြည့်ပေးပါဦးဗျဟုတ်အာတကယ်အဲ့ defensive ကောက်ကိုမဖြည့်မဖြည့်လိုက်တာကျွန်တော်အဲ့ ego တရားကို ဒီဘက်တော့ပေါက်ကောင်ဖြစ်ရွေးချင်လို့ဗျ။ဟုတ်ကဲ့။ဆိုတော့ဖိခဲ့တဲ့ဘက်ကအပူမူကစစ်မပြေဘူးဗျာတမတ်ပဲရခဲ့ပေါ့နော်။အာအဒီမရှင်ကစဉ်းစားနေမှာကျွန်တော် Egothia ကိုစဉ်းစားလိုက်ပြီးအပြင်အိုပြောသလိုပေါ့အာမော်ဂန်ရောဂျာအမေကျွန်တော် Egothia ကိုဘူးကြိုက်တယ်။ဟုတ်ကဲ့။ပေါက်ကောင်ရွေးမယ်ဆိုတော့လိုက်ပြီးတော့ဒီ Steady by လိုက်ကြည့်တော့ကျ Egothia ကိုတော်တော်ကြိုက်တယ်အဲ့ဒီပေါ့။အော်ငါ Depression Cut ကိုရွေးတော့ပေါ့။ဟုတ်ကဲ့။ပေါက်ကောင်ဒီနေပဲသူ့ကိုရွေးမယ်ဆိုပြီးတော့အာဆုတ်ဖြစ်လိုက်တယ်ပေါ့နော်။ဟုတ်ကဲ့ပါ။ ဒီရာသီမှာ equality ကွာဒါပြီးမြတ်လိတွင်ကိုကိုကိုထိတွင်ထားပဲဗောနော်ဟုတ်ကဲ့အအချက်လက်တွေကြည့်မယ်ဆိုရင် तू ဟာလန်ပြီးရင်ဒါဒုတိယအကောင်ဆုံးပြီးမြတ်လိရဲ့ဒုတိယအကောင်ဆုံးတိုက်စစ်မှုလို့တော့ပြောလို့ရရယ်ပြီးရင်အတင်းရဲ့ penalty ကလည်းဖြစ်တယ်ဒါပေမဲ့ပြီးခဲ့ပွဲတော့ penalty လေးတွေ့သွားတယ်ဟုတ်ကဲ့ပါအဲတော့ဒါပေမဲ့ဒီဘက်နဲ့ဒီဘက်တွေ့မှာဗျာ assist 19ကဘန်လင်နဲ့ဘန်လင်ဆိုတာခက်စစ်ကစားပုံတော်တော်ဆိုးရတဲ့အတင်းနေတာပါပါတယ်အဲအဲ့တော့ဒီပတ်ရဲ့ပေါက်ကောင် equality ကိုလို့လို့ကျွန်တော်ရွေးချင်ပါတယ်ဒါပေမဲ့ဟို ဗတန်းရမယ်လို့လည်းထင်တယ်ဟုတ်ကဲ့တော်တော်ယုံကြည်ချက်မြင်ပါရဲ့ဗောနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဒါကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကပေါက်ကောင်လေးကတော့မှန်သွားတယ်ဗောလေအဲ့ဒါတော့ Morgan Roger ဗောဒါ twin goal နှစ် goal လဲဟိုဖြစ်သွားတယ်ဗောဒီဘက်ပေါက်ကောင်ကတော့ကျွန်တော်ဘာလို့ယူရမလဲဆိုတော့နည်းနည်းလေးထူးခြားတယ်ဗောလေအဲ့ဒါတော့ဟို risk ယူပြီးယူလိုက်တာဗာလို့လဲဆိုတော့အဲ့ဒါတော့ support team ကို Richard Lesson ဗောဘာလို့ Richard Lesson ယူရလဲဆိုတော့ Richard Lesson ကအခုလက်ရှိတွေ့မဲ့အသင်ကဖူးဝမ်ဖြစ်နေတယ် ်ဖွံကဖွံအဝေးဖောင်ညံ့တယ်အဝေးဖောင်တော်တော်ညံ့တယ်နောက်ပြီးအဝေးကွင်းဆိုရင် तू ကအစိမ့်မရှိတဲ့အသိန်းလိုပဲအိမ်ကွင်းခြေစမ်းတဲ့အဝေးကွင်းခြေစမ်းဆိုတာဖွံအရန်ကွာချားတယ်အဲ့အရာကြီးကိုမကူစေးပါပြီးခဲ့ရသေးရနေစပြီးဒီချိန်ကြီးမပြင်နိုင်သေးဘူးနောက်ပြီးတော့ Richardson ကိုဘာလို့ယူရလဲဆိုတော့ Richardson ရဲ့မှတ်တမ်းတွေကိုပြန်ကြည့်တော့ဒီစပါးကစားဘဝမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တော့ Richardson ကစပါးမှာ तू ပွဲထွက်ခွင့်ရတဲ့22ပွဲမှာ16ဂိုးတွင်းထားတယ် ပေါ်ထွက်ဆိုပိုကောင်းလာပေါ်ထွက်ဆို तू तू ပိုကောင်းနေလို့ပြောနေတာအဲ့တော့ဒါပြီးခဲ့တဲ့ Champion League မှာလည်း तू တွင်းငုံရတာတယ် PSG လိုတင်းမျိုးနေမှာ तू ငုံရဒါပေမဲ့အဲ့ချိန်မှာစပန်းကအဲ့လောက်ထိကစားမကောင်းတာတော့မဟုတ်ဘူးဟုတ်ကဲ့ဒါပေမဲ့ရတဲ့အခွင့်အရေးလေးမှာသူ့ရဲ့ movement တွေကအရန်ကိုအဲ့ဒါမှလည်းရခဲ့တယ်ဟုတ်တယ်အဲ့တော့ Manchester United မှာလည်း तू တွင်းသွားရတယ်ဗောလေအဲ့တော့ဟိုသူ့ရဲ့ဒီမှတ်တမ်းလေးကတော့စဉ်းစားကြည့်ရမ်းဗောလေ risk တော့များရတယ်ဒါပေမဲ့ဖူဟန်ဖောင်ကြောင့်အကူကတော့ပေါက်ကောင် Richardson ဒီဘက်မှာဖြစ်မလားဆိုတော့အဲ့မျောလင်းချက်လေးနဲ့ပဲအကိုယူလိုက်ပါတယ် ဟုတ်ဟုတ်ကဲ့ပါသူ့ဘက်ရဲ့ပေါက်ကောင်တွေတော့ဒါတိုက်စစ်မှုနေရပါတော့ဟုတ်ကဲ့ကျွန်တော်ကအီဂိုဒီယာကိုကိုဝင်ကဒါရီချာလီဟုတ်ကဲ့ပါဟုတ်ကဲ့အဆင်ပြေပါစေလို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါဟိုတကယ်တော့ဒါဒီနေ့မှဒါဟိုဖန်တာစီပိတ်သက်တူတာဖြစ်သက်ပြီးပြောချင်တာတော့ဒါအာဖရိကဖလားပွဲနီးလာတယ်ဆိုပေမဲ့တကယ်တော့လူတွေကအာဖရိကပွဲကိုမေ့နေကြတယ်ဗောလေတကယ်တော့အရန်နီးလာပါပြီအခုတည်းကပြင်ဆင်မှုအထူးလိုအပ်ပါတယ်တကယ်တော့အာဖရိကဖလားပွဲအတွက်ကဒါဂိမ်းဝိ မတိုင်ခင်ကိုစုထားတဲ့ဒါအပတိုင်းအပတိုင်းမှာကိုစုထားတဲ့ free transfer တွေကိုအသုံးအသုံးပြုဖို့အကျိုးရှိအသုံးပြုဖို့လိုအပ်ပါတယ်အဲ့တော့ဒီ Africa Game Week 16ကစပြီးတော့ဒီ Africa Club ပွဲအတွက်ပေးမဲ့ Game Week ဟို sorry ဒီ free ဒီတော့ free transfer ငါးခုကတော့ဒါ KEN လို့လည်းရရလို့ကျွန်တော်သိရပါတယ်အဲ့တော့ဒီ game ဟိုဟာ free transfer ငါးခုတော့အကျိုးရှိအသုံးချဖို့လိုအပ်တယ်အဲ့တော့တပြန်နဲ့အသုံးချဖို့မလိုအပ်ဘူးအဲ့ဒီအချက်လေးတော့ဒါ FA ကြာကြီးနေနေနည်းနည်းလေးသတိပြုစီခြင်းပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဒါ ဒီ game win 13အတွက်ဒါပြပြဆုံးဆုံးပြကြပေးတဲ့ညီလေးပြပြအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ fantasy premier league အစီအစဉ်ကိုအမြဲတမ်းအမြဲလိုလိုစောင့်ကြည့်အားပေးနေတဲ့စကောပြည်တဲ့နိုင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်စီနေမှာပြန်လည်ဆုံတွေ့ပါမယ်